ပရဟိတလုပ်တွင်နဲ့ပသက်ပြီးအတိပေးလာတဲ့နေသူအာလုံးမေမီလာပါရှင်အနုပညာနယ်ပယ်မှာတော့ခချင်းတီအောင်မြမှုတွေကိုများစွာရရှိနေပြီးပြည်သူ့ရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိထားတာကတော့နေသူပဲဖြစ်ပါတယ်။ နေသူကတော့အခုဆိုရင်အနုပညာရေးကွရဲ့အတက်တွေစတိုက်ရိုက်ကိုနေရပြီးအခုဆိုရင်နေသူကသူ့အနေနဲ့ပရဟိတလုပ်တွေကိုပို့ပြီးစူးစမ်းပြီးတော့လုပ်သွားပြီးမယ်ဆိုရင်အကြောင်းတွေကိုပါပြောပြလာခဲ့ပါတယ်။နေသူကတော့သူ့အနေနဲ့အနုပညာလုပ်တွေကိုစူးစမ်းလုပ်ခိုင်းသွားမှာဖြစ်တယ်လို့ပရဟိတလုပ်တွေကိုစူးစမ်းပြီးတော့လုပ်ခိုင်းသွားမယ်အကြောင်းတွေကိုအခုလိုပဲပြောပြလာခဲ့ပါတယ်။ ။နေသူကကျွန်တော်တို့ပရဟိတလုပ်တွေကိုကြိုးစားလုပ်ကင်သွားမယ်။တကယ်လို့အဲ့နေရာနေရာလေးတွေအတွက်တတိယလူတန်း၆ပန်းပေးသွားမှာပေါ့နော်။အခုတော့အလင်းညာအရန်များတွေကိုရိုင်းကွန်ချာတော်ရလူတန်းပေးတာကအကောင်းဆုံးပါပဲဆိုပြီးနေသူကပြောပြလာခဲ့ပါရဲ့။ ဒီကနေ့မှာတော့နေသူကပြည်ထရေးအထောင်စုနေကြတဲ့ဆန္ဒအတိုင်းအမှုပြရလို့တွင်မှာအကောင်းဆုံးစူးစမ်းသွားမယ်လို့ဆိုပါရယ်နေသူကတော့အခုဆိုရင်အမှုပြရရုပ်ကိုယ်တွေမှာပြည်ထရေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ဖို့အကောင်းဆုံးစူးစမ်းလာနေပြီဖြစ်ပြီးသူနေနဲ့ပြည်ထရေးအမြင်ဆန်အောင်အကောင်းဆုံးစူးစမ်းသွားမယ်လို့ဆိုပါရယ်နေသူကတော့ဟာတာစကားတွေထဲမှာဆိုရင်ကိုတိုမဆောင်ဘူးရင်တိုဆောင်တွင်နဲ့လည်းရိုက်ကူးသွားခြင်းတယ်လို့ဆိုပါရယ်ဒီတို့ကတော့အခုစဉ်သူ့အပြင်းနေကြတဲ့ပရိတ်တွေရဲ့အတွက်အကောင်းဆုံးစူးစမ်းနေပြီဖြစ်ဖြစ်မကြမီမှလည်းရွှေရှင်စကားချေရိုက်ကြရမယ်လို့တရားပါတယ် နေသူကအခုစဉ်ရိုက်ကွန်ရီလေးတွေမှာခက်ဆင်းဆင်းရိုက်ကွန်လာနေရတာကိုတွေ့ရပါတယ်။နေသူကတော့အခုလက်ရှိမှာအမှုပြလုပ်တွေကိုစူးစမ်းလုပ်ကိုင်းနေတယ်လို့ပွဲရေးကိုလည်းခဏခဏတက်ရောက်ပြနေတာပါ။လာမယ့်ဇက်ကလေးတွေမှာလည်းနေသူကကျူလေးနဲ့အတူတူရိုက်ကွန်လာဖို့ရှင်နေပြီးပရိတ်တွေကလည်းနေသူနဲ့ကျူလေးတို့ကိုပါအပောင်ရိုက်ကွန်ကြမယ်ဇက်ကားကိုစောင့်မျှော်အားပေးနေကြပါတယ်။ ဒီကနေ့မှာတော့နေတော့ကျူလွေရဲ့အကြောင်းတွေကိုအခုလိုပဲပြပြလာခဲ့ပါရယ်။နေတော့လာမယ့်ဇာတ်ကားလေးတွေမှာကျူလွေနဲ့အတူတူရိုက်ကူသွားဖို့ရှိပါရယ်။ကျူလေးကတော့ဒီဥဆောင်ပိုင်းမှာပြည်ပြင်ကောင်းမွန်သူပါ။ဒါမဲ့သူကပရိသတ်တွေကိုလိုအပ်တာတည်းပို့ပြီးတော့လုပ်ပြချင်နေသူပါ။သူကတော့လည်းအကောင်းနဲ့ဝန်ကန်းတွေဆိုရင်လည်းတပါပါကြရဲဆိုပြီးနေသူက ဂျူလီနဲ့ရိုက်ကွေးသွားမယ့်အပေါ်ပြပြလာခဲ့ပါတယ်။အနုပညာနယ်ပယ်မှာရောအင်တော်ကြီးမှာပါအကင်ကောင်းတဲ့အနုပညာရှင်တွေတို့ကတော့ခုစင်ပရိတရီယာအပြည့်မှုတွေကိုအပြည့်ဝရရှိနေပြီးနေတို့ကစကားတွေကိုလည်းခက်စင်စင်ရိုက်ကွေးလာနေရပါတယ်။နေတို့ကတော့ကိုလရှင်မှာအနုပညာလုပ်တွေကိုစူးစမ်းလုပ်ကိုင်းနေတယ်လို့တဖက်မှာလည်းတရားချမ်းမြေပွဲမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီးချစ်စရာကောင်းတဲ့တားလေးနဲ့တူတူအေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတာဖြစ်ပါတယ်။အခုဆိုရင်နေတို့ရဲ့တားလေးကုန်ရှင်တို့တော့တပြည့်ပြည့်အရွယ်ရောက်လာခဲ့ပြီဖြစ်ပါတယ်။နေတို့ကတော့ဒီကနေ့မှသူရဲ့တားလေးကုန်ရှင် ူရဲ့ထူးခြားမှုအကြောင်းကိုပြောပြလာခဲ့ပါရယ်။နေသူဟာတာလီယာအကြောင်းတွေကိုလည်းပရိသတ်တွေကိုအခုလိုပြောပြလာခဲ့ပါရယ်။နေသူဟာတာလီယာဆုံးမစရာမလိုအောင်ကိုအယံလိမ့်ပါရယ်။အခုစရင်တာလီယာနနစ်ခွဲရှိပါပြီ။သူ့ပြားစာဆိုတာကိုတင်ပေးတာမဟုတ်ဘူးကြားတလောက်လိုက်ပြီးလွတ်တက်နေပါပြီ။တာလီယာခုစရင်တော်တော်တက်ပြီ။လေလာရတကယ်ချစ်ဖို့ကောင်းနေတခြားသူတွေနဲ့ဆိုရင်သူကရှက်တဲ့စကားတော့အရင်မပြောပါဘူးဆိုပြီးဒီသူကသူရဲ့တားလေးအကြောင်းတွေကိုပြပြလာခဲ့ပါရယ် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအကျသောပရိသတ်တိုင်းမလို့တန်သိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်။